နေပြည်တော်တွင်လမ်းလျှောက်တကြံအစားရေအေးတကြံအဖြစ်ပြောင်းလဲခြင်းပါမည်။နေပြည်တော်လမ်းလျှောက်တကြံဧရိယာအတွင်းရေအေးတကြံနှင့်စတုတီတာမန်တက်ဆောက်လုပ်နေကြကိုဧပြီလ17ရက်ကစစ်ကောင်စီခန့်ပြန်ကြားရေးဝင်ကြီးတွားရောက်ကြည့်ရှုခဲ့တယ်လို့စစ်ကောင်စီရဲ့မီဒီယာတွေကနေသိရပါဗျ။မူလကအရင်နှစ်တွေအတိုင်းလမ်းလျှောက်တကြံပြုလုပ်ဖို့အတွက်မြို့တော်ဝင်မန်တက်အပါအဝင်ဝင်ကြီးဌာနတစ်ခုချင်းအလိုက် ရေကစားဖို့နဲ့ဖြောပြေးမန်တက်တွေဆောက်လုပ်နေပေမဲ့မတ်လ28ရက်ငလင်ကြဖြောပြေးမန်တက်တွေကိုဖျက်ပြီးအခုလိုကျင်းပဖို့ထပ်မံစီစဉ်တာဖြစ်ပါတယ်။အပျော်အပါးတီဆိုကခုံတာတွေမပါပဲရိုးရရင်ကျေးမှုနဲ့အညီနိုင်ငံတော်ကအေးချမ်းသာရတဲ့တကြံအေးတကြံအဖြစ်ကျင်းပမှာဖြစ်တာကြောင့်လမ်းလျှောက်တကြံကိုလည်းအေးတကြံအဖြစ်ပြောင်းလဲကျင်းပတာလို့ဆိုပါတယ်။နေပြည်တော်လမ်းလျှောက်တကြံကို UNESCO ရဲ့လူသားမျိုးနွယ်ကိုစားပြုတဲ့ ဒွက်မတ်ယဉ်ကျေးမှုအမွေအနှစ်စည်ရင်းဝင်အဖြစ်သတ်မှတ်ခံရတာကိုအတိအမှတ်ပြုတဲ့အနေနဲ့ဂုံပြူကျင်းပတာလို့စစ်ကောင်စီမီဒီယာတွေကဆိုပါတယ်။ဒီလမ်းလျှောက်တကြမ်းမှာမြမတနခါယဉ်ကျေးမှုတလေးကိုလူသားမျိုးနယ်ကိုစားပြုဒွက်မတ်ယဉ်ကျေးမှုစည်ရင်းဝင်အဖြစ်ပါဝင်နိုင်ဖို့ကြိုးပမ်းနေတာကိုဂုံပြူတဲ့အနေနဲ့တနခါလိန်တရုတ်ဖော်ရာတွေတက်ကြီးရွယ်အိုတွေကိုခေါင်းလျှော်ရှေတဲလက်သေးလိပြက်ပေးတာတွေနေ့စဉ် မနက်ပိုင်းနဲ့ညပိုင်းတွေမှာစတုဒီတာချင်းမွေးတာတွေ တပြေခက်နဲ့ရေပတ်ကစားတာတွေတော့ပြုလုပ်သွားမှာဖြစ်ပါတယ်လို့သိရပါတယ်။